အားလုံးပဲမင်္ဂလာပါရှင်ရမင်းခုရောက်ရှိနေတဲ့နေရာကတော့ဒါအကိုထွန်းခင်ရဲ့အတော်ကြီးစိုက်ခင်းနောက်တစ်ခုပေါ့နော်ဒါကကြတော့ coffee ချမ်းပါအေကာဖြစ်ဆိုလို့ရှိရင်ဒါ85အေကကြော်ရှိပါတယ်အဲ့ဒါဒါ coffee ချမ်းတော့ဟိုဘက်မှာပေါ့နော်ဟိုအထက်ကိုသွားမှာမျက်စိတဆုံးပဲဒီကလှမ်းကြည့်နေတော့မှမမြင်နိုင်လောက်တဲ့အထိအကျဲဝန်းပါတယ်အဲ့တော့ပိန်းနေသေးပေါ့နော်ပိန်းနေသေးရမှဲ့တဲ့ချိန်ဆိုတော်တော်ကောင်းပါနော်ပိန်းနေသေးတို့ဂျုံပြုတ်ခိုင်းနေပဲဒါကဗာမြင်စိုက်သေးလို့ခေါ်ရလား ဆိုတော့အမြေကိုစိုက်ပြီးအသေးမြဟုတ်ပေါ်နေပါလေအများကြီးပဲနေတာမဟုတ်ဘူးပြီးွားလို့ရှိရင်အခုအကြတော့ဒါ coffee coffee ခင်းလေးတွေ啊ဟိုဘက်အနောက်မှာရှိရပါတော့အခုကဒါအဓိကထားပြီးတော့စိုက်ပြုံးနေရတော့ဒီရသေးလေးပဲဖြစ်ပါတယ်ရှင်ဒီရသေးလေးပါဒီရသေးကဘာအသေးလဲဆိုတာသိပါသလား ကဲထဲကဒီတဝန်းလုံးပေါ့နော်ဟိုးပဲအဆုံး85 A ကကြော်ဆိုရဲနေတာမဟုတ်ပေါ့နော်ကဲဒီရသီးလေးတွေအခုကစိုက်ပြိုးနေရပါတဲ့ဒီရသီးလေးတွေလက်ရှိမှာပေါ့နော်ဒီရသီးလေးတွေကအရန်အခုချိန်မှာတန်ဖို့ရှိရဲဒီရသီးလေးတွေဖာသီးလေးရဲ့တိလား ဒီအသီးလေးကတော့ဒါချောကလက်သီးလို့လည်းခေါ်တယ်တနည်းအားဖြင့်ဆိုလို့ရှင်မကယ်ဒမီယာပေါ့နော်ဒါမကယ်ဒမီယာလို့လည်းခေါ်ပါတယ်ရှင်သူကဒီကအခုအစိမ့်ပေါ့နော်ဒါသူမှဲတဲ့ချိန်ကျရင်ခူးတယ်ခူးတဲ့ခါကျသူဒီအောက်မှာအစိမ့်ကုန်တစ်ခုရှိသေးရပေါ့နော်တစ်ခုရှိရဲအဲ့အထက်အစိမ့်ကိုမှစားပေးရတာပဲဖြစ်ပါတယ်ကဲဒီမှာပေါ့နော်ဒါအစိမ့်အဲ့ဒါကိုအမှဲတဲ့ချိန်မှာခွဲလိုက်လို့ရှင်ဒီအသီးဒီအသီးကဒီအထက်ထဲမှာအဖြူအောင်အစိမ့်လေးရှိတယ်အဲ့အစိမ့်ကလေတော်တော်လေးကိုစားကောင်းတယ် ဒါကတော့ coffee bean ပါ coffee bean ကတော့ဒီ hari ပါเนาะဒါကတော့ coffee bean တွေပါပြင်ပင်ကတော့ဒញင်းသေးပင်ပါနော်ဒញင်းသေးပင်ကအခုမှသေးကြတာပဲရှိသေးဒီလိုကြီးတော့ဘလို့လဲကွဲသွားမှာလားမသိနော်အတွဲလိုက်ကြည့်လားနင်တို့ဆက်လာမှာဒီမှာပါဒီလိုမျိုးလေးတော့သေးကြတာပဲရှိသေးတယ်အခုမှခြံရဲ့အိမ်ကိုတစ်ချက်သွားကြည့်မယ်ပေါ့နော် ိမ်ထဲမှာကအစွမ်းအတော်မှာပြောသွားရတယ်အိမ်ထဲမှာကဒီမက်ကယ်ဒမီကအသေးတွေပေါ့နော် စားလို့ရနေတဲ့အနေထားရှိတဲ့အသေးတွေအများကြီးပဲတဲ့အဲ့ဒါတွေမင်းတို့ကြွေးမယ်တဲ့တူတူသွားစားမယ်เนี่ยอ๋อซะหน่าอ๋อออโตมาลาปะอู้มั้ยปะอู้มั้ย ဟိုလက်ဖက်ကိုလက်ဖက်ဆိုတာလေမြန်မာတွေအရင်ကြိုက်တာဒီလားလက်ဖက်ကလေမြန်မာတွေအရင်ကြိုက်တဲ့ထဲမှာပါတယ်ယမင်းဆိုတော့လက်ဖက်ကိုအရင်ကြိုက်တယ်ဒါပေမဲ့လက်ဖက်ရော့ကိုအပြစ်မှာတစ်ခါမှမမြင်ဘူးပေါ့နော်ဒီမှာလက်ဖက်ညွန်နဲ့ဒါလက်ဖက်ညွန်လေးပါလက်ဖက်ညွန်ကဒီလိုတဲ့စောနာတော့အကိုတရားခူးပြပါတယ်ဒီလိုမျိုးလေးအော်ဒီလိုပဲခူးလိုက်မယ်လက်ဖက်ညွန်ဒီမှာပြလာထားလေးကလက်ဖက်ညွန်နဲ့ လက်ဖက်ကိုအရင်ကြိုက်တဲ့အထဲပါပါတယ်ဒါပေမဲ့လက်ဖက်ရွက်ကဘလိုမျိုးလေးလဲဆိုတာပြင်မှာတခါမမြင်ဘူးပါဒါခုမှပထမဆုံးချိန်မြင်ဘူးတာပါရှင်ဒီမှာเนาะအခုယမင်းတို့ကိုလာပြီးတော့ကြွေးတဲ့မကယ်ဒမီရပါတဘာဝဆန်ဆန်ပဲဒီမှာပဲထုလိုက်မယ်ချီပေါ်မှာသူကဒီလိုထုစားရတာ အခုလေဟိုလိုင်းမော့မှာပေါ်နေတဲ့ဟာလေးကြတော့သူကလေဒီလိုချစ်ရလေးပေါ့နော်ဒါအဲ့ဒါဟာတော့နောက်ဆုံးအစ်စ်ပေါ့နော်ဒါကတော့ဒါဆက်ဆက်တီးချင်းဖြစ်တဲ့ဥစ္စာမျိုးပဲရောင်းတာဖြစ်တဲ့အတွက်အဲ့လိုမျိုးတော့မရှိဘူးအဲ့တော့ကိုပေါင်ထုရမှာပါကဲပထမအောင်ကြိမ်တော့ထုထုတာပါမရဘူးဖျားကြော် ဝင်ခွဲတာဘလို့မှခွဲမရဘူးပေါ့နော်ဒါအခုခွဲပေးတာပါဒီလိုအသေးလေးလေးသိမယ်လို့ထင်ပါတယ်ချောကလက်ဒီခေါ်မာဂရီမီယာပေါ့နော်ဒါစားပြပါမယ်ကောင်းနေစိတ်อืมသူကရတာတော်တော်စိတ်နေကျမရဲ့အတွက်လည်းကောင်းနေအောင်လားကျမရဲ့အတွက်ကောင်းနေအောင် คุณละซอคุณละซอมันแตกอือดิดิโอ้บ่รู้แหละเอ่อนี่นี่เบ้รู้บ่รู้ว่าจ้ะคุณละซอยันหญ่าเลยอ๋อคุณละซอมันแตกดาตัวนี้ไว้เนาะบ่รู้บ่เนาะเอ่อบ่ามันไม่ผิดดูดิอ่ะตะลองตะลองละสากอกมาเอ๊ะดันมาควยเสร็จเลยอ่ะควยเสร็จเลยอ่ะว่าลงตัวแล้วโหออกอยู่ในมันนี่แหละอันนี้ควยได้หาเลยสิกลอกๆอืออ๋อดีซี้นี่บ่าตัวอีล่ะ 嗯、哦，下一笔他了。嗯嗯、啊，来一段了。哈哈哈哈哈！拜拜拜拜